ကစီရွေးချယ်နယ်လေးကပြန်လဲကြိုးစားပါဗျာနော်နေဘာလဲပြောချင်လဲဆိုတော့နော်တချို့ရရွှေရိုင်းမှာနော်ကျွန်တော်ကရန်တပါးပေါ့နော်ရန်တပါးဖြစ်လို့ချင်းရန်တပါးဒီမှာကျွန်တော်ဒါ298ရွယ်ပေါ့နော်ကျွန်တော်ရေးထားတာ298ရွယ်ဒီမှာနော်လေးရင်းမှုနဲ့ရေးထားတယ်ဟာအဲ့မှာ तू ကဟိုဥပဒနာလည်းပြောပါတယ်ဖះဖះမြတ်ဗုဒ္ဓသာသနာမှာရှာမှတ်တာ298ရွယ်စီကန်းနေ အကုန်လုံးအကုန်လုံးကလုံးဝပြီးပြည့်စုံတယ်အသေးစိတ်လေးရစပြီးပြည့်စုံတယ်လို့ပြောကြတယ်ဘာလို့ဒီညံနဲ့သက်ကောင်နဲ့တော်ရုပ်အကျယ်ရှဲလိုက်ရင် ကိုကရေကျော်တယ်ကိုကရေကျော်တယ်ဗျာဘာကြောင့်လို့အဲကိုသားလာပြောတာဟောဘယ်နိုင်ငံမှမရူရူတစ်ခုကကနန်း၃လေးလုံးတည်းမပူနော်၃လေးလုံးတည်းမပူအကြောဒီမှာချမှတ်ထားတဲ့ဟာကြီးကအကျယ်ရှဲလိုက်လို့ချင်းကိုကရေကျော်တယ်ဘလောက်ထိဒါဒါမြင်တာဘူးပြောတာပါအကြောတော့ဟိုတချို့ ယဟန်နေရနည်းနည်းလေးသင်ကြရမှာပေါ့နော်သင်ကြရမယ်ဆိုတော့ဒီမှာဟိုကျွန်တော်ကတော့ဖတ်ပြပြီးအောင်နော်ကျွန်တော်ကတော့ဒီဟာနော်ဝင်းနီးကိုကင်ပြီးပြောတာဖြစ်တဲ့တော့ဒီဝင်းနီးမညီကြတော့ကိုယ့်အကူသာစဉ်းစားလိုက်နော်ဘယ်ဘက်ပဲဖြစ်ဖြစ်ကိုယ့်အကူစဉ်းစားပြီးရင်ကျွန်တော်ခွေးလို့လာလာမကောင်းနဲ့လာလာမကင်နဲ့နော်ကျွန်တော်တို့ကဒီမှာပြပြီးပြီးဒီပေတံနဲ့တိုင်းချင်းချင်းလေးကြံနေရကျွန်တော်လာမျိုးနဲ့နော်အကြောင်းဒီမှာဆိုလို့ရရင်အဓိကပေါ့နော်သူက ပါရာသီက၄ပါးပေါ့နော်ဒီဟာကြာသွားရင်တော့ရမ်းမဟုတ်တော့ဘူးဒီပါရာသီက၄ပါးကြာသွားပြီဆိုတော့လစ်သွားပြီပြီနော်မေထုံမကျင့်ရသူတပားဥစားမကိုရလူမတက်ရလူမတက်ခိုင်းရနော်ဇံမက်ဖို့မရပဲရတယ်ဟုမပြောရဒီ၄မျိုးပေါ့နော်ကြောက်ပြန်ပြောရမယ်မေထုံမကျင့်ရသူတပားဥစားမကိုရလူမတက်ရလူတက်ဖို့အာမပေးရဇံမက်ဖို့မရပဲရတယ်ဟုမပြောရဒီ၄ပါးတည်းကကျူးလွန်တာနဲ့လစ်ရမ်းမဟုတ်တော့ပြီပြီနော်ကြံတဲ့ဟာရအဘက်ဖြေလို့ရတယ်ဘာညာကွက်ကောနော်ကျတော့ အကြတော့ဘယ်ပြန်သွားမလို့ဆိုတော့เนาะပါရာသီက၄ပါတော့ပြောပြီးပေါ့เนาะအကြတော့ဒီထဲမှာရန်နေရ29တွေဝဏီထဲမှာဘယ်အောင်သွားမလို့ဆိုကိုခွန်ကိုရှိကိုကိုเนาะကိုခွန်ကိုရှိကိုကိုသွားမယ်ဘာလို့သွားမလဲဆိုတော့အဲ့ဒီမှာကိုခွန်ကိုရှိကိုကိုမှာဘာပြောထားလဲဆိုတော့ကိုခွန်မှာတော့အင်္ဂါ၄ပါရှိသောစစ် drain ပြရာတို့သွား၍မကြည့်ရတဲ့68 အကြောင်းရှိ၍စစ်မြေပြင်သို့ရောက်သွားသော9ရက်ထက်မလွန်တာတဲ့69စစ်စင်ရရက်တို့မသွားရတဲ့နော်စစ်စင်ရရက်တို့မသွားရတဲ့နော်အကြတော့နည်းနည်းလေးတွေနော်ကျတော့ဒါတာမြင်တာဖို့ပြောတာနော်ကျွန်တော်ကတော့ဒီမှာဝင်းနီနဲ့ကာယူပြောတာဖြစ်တော့ခင်ဗျားတို့နော်ဝင်းနီသွားပြေးဖက်ဖက်ပေါ့ဗျာမဖက်ချင်လည်းနေပေါ့ကျတော့ဒီမှာသွားနေကြည်တဲ့အရာကို

你那个，保守差不多嘛，就那个保守差不多嘛，你听着。你那个节目里，你那个，那个过两年六百三了。过两年六百三了，就是说，你买 A，你买三，你买四，那得多少个品种？今年我跟你讲，你只要买 A 三五，最低能上嘛？一低半点能上嘛？哎，A 三五你只要差一点的，一低半点上嘛？给。喏，大西。 ိုင်ရှင်မူပြောတာပြီးသားနော်ဒီဟာနိုင်ရှင်မူပြောတာဘာမှမဟုတ်လို့မအောင်စဉ်းစားလိုက်နော်အကြောသူတို့နော်စီမင်္ဂလာလေးပါရှိတော့စစ် drain ပြတော့မတော်ကြည့်ရအကြောင်းရှိစစ်မြေမျိုးရောက်တော့ခုနှစ်တက်မြေရစစ်စင်ရရက်တော့မတော်ရနော်ကြတော့ချိုးရချိုးရအိမ်မှာနည်းနည်းလေးစင်ကျင်ဖို့ပြုဖို့ပေါ့နော်ဒါဒါမှမှန်တယ်ဆိုလည်းခင်ဗျားတို့သဘောဒီဟာဒီဟာမှန်တယ်အေးငါတို့ကတော့ဒီဟာဘာဖြစ်တုံးဆိုလည်းသဘောခင်ဗျားတို့ ဒါဖျားရှင်ပြည့်ညက်ထားပြီးသားဟာကိုကျွန်တော်ဝန်ကြီးကိုပြောပြတာခင်ဗျားဝန်သူမှန်ခြင်းမှားခြင်းကခင်ဗျားတို့သုံးပြရမှာနော်အကြတော့ရှင်းရှင်းလေးပဲတချို့ရာရွှေရာမှာတချို့တန်ဃာတွေပြုနေတဲ့ငောတန်ဃာတော်တန်ဃာတော်တွေပေါ့နော်တချို့ရေအုပ်စုဖွဲ့ပြီးတည်မလားဘာဖြစ်တဲ့ညာဖြစ်တဲ့ယဟန်ဆိုတာတွေရောဘာတွေရောညာတွေရောပြောနေတဲ့ဟာကြီးခင်ဗျားမြင်တာပဲနော်ဘာသာဝအောင်ဆုံးရှင်းကြည့်ရေးဆိုပြီးတော့အပေါပန်းလေးတက်စောက်တင်းထိုင်ပြောနေတဲ့ဟာကြီးလည်းရှိတာပဲနော်အကြတော့ ကိုရန်တစ်ပါးဖြစ်တဲ့အဲဒီရန်တစ်ပါးဖြစ်တဲ့အခါမှာ298တွေရှိရယ်အကျယ်ရှင်းလိုက်ရင်ဂရေ6နော်ဂရေ6ဂရေကျော်ရှိတယ်အကြတော့အဲ့ဒီဟာရဲ့အဲ့ဒီဟာရဲ့လိုက်နာမလားနော်ဖះအဆုံးမှာပဲလိုက်နာမလားဒါမှမဟုတ်လေလူပုတ်ကိုရဲ့အဝတ်စားရဲ့အရာတွေရှုံမလားဒါပဲပြောနော်ကျွန်တော်ထမိန်ယုံနေပါတယ်မပြောချင်တော့ဘူးနော်ကျတော့သူတို့ကသူတို့ကခမောက်ဘသူချုံချင်တာရှုံနော်ကိုကရဟန်းတစ်ပါးဖြစ်တယ်ဆိုရင်298ပဲရှိပြီလား ရှင်းရှင်းလေးပဲเนาะဒီအောင်သူတို့တိမယ်လို့လဲကျွန်တော်တော့မှန်းပါတယ်ဗျဘာလို့ဆိုသာရပေတတေလို့ပြောတာပဲသာရပေတတေလို့ပြောတာပဲကြတော့เนาะဟိုဖရာရဲ့အဆုံးမမှာနေမှာလားလူတွေရဲ့အဆုံးမမှာနေမှာလားဒါရှင်းရှင်းလေးပဲเนาะ